ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျဆိုတော့ Gobi page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီ live ကတော့ဒီနေ့ဒါ305လ2025ရဲ့ series A ပွဲချုပ်သုံးသချက် video ဖြစ်ပါတယ်เนาะ live ဖြစ်ပါတယ်အဲ့တော့ဒီ series A မှာတော့ဒီနေ့၄ပွဲရှိတယ်၄ပွဲထဲမှာဒီနေ့ star ပွဲတစ်ပွဲပါတယ်အဲလက်ရှိ mount ထဲမှာနောက်ထပ်တစ်ပွဲ အဲထပ်ထည့်ထားရပေါ့လေနော်အဲ့တော့ဒီလေးဝဲရဲ့သုံးသချက်ကိုဒီ live မှာပြောပြပါမယ်ရှေ့မှာကျွန်တော်တို့ Premier League live လေးဒီနေ့ရှေ့မှာတပုတ်ရှိပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒါ Bundesliga live တစ်ခုနဲ့ဒါ La Liga live တစ်ခုရှိမယ်ဆိုတော့နောက်ဆုံး live မှာတော့ကျွန်တော်ဒီနေ့ရဲ့သုံးသချက်ရွေးချယ်မှုနော်အားလားလေးကိုနောက်ဆုံး live မှာတော့ထည့်ပြောပေးသွားပါမယ်အဲ့တော့ live တစ်ခုချင်းမှာတော့ကျွန်တော်ရွေးချယ်မှုလေးရှိမယ်ဒါပေမဲ့ရှောင်းနေပွဲလေးလေးကျွန်တော်ထည့်ပြောပေးသွားပါမယ်နော်အဲ့တော့အသေးလေးလက်မလေးနဲ့လေ live time ကိုကျွန်တော်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင် brother လေးနော်အဲ့တော့ရာသီလဲကုံတော့မှာဆိုတော့နည်းနည်းလေးတော့ try ကြတာပေါ့ဗျာနော်အဲ့တော့မင်္ဂလာပါဗျာ ဲအဲ့တော့ကျွန်တော်ဆွဲမယ်ဗျာနော်ဒါကတော့ series A ပါနော်နည်းနည်း brother ကြီးညီကိုတွေကိုနည်းနည်းလေးစောင့်လိုက်ပါဦးဟဲ့လားဆိုတော့ဆောစောက brother ကြီးနော်ပြန်တက်လာပါဘယ်ဟွာလဲနော် โอเคตัดเลยเนาะ brother ชวยวินมิงลาบาซอลีมิงลาบาจอฮิมิงลาบามิ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 งลาบาเปียชั้นจิ้งมิงลาบาคุนลวนอูมิงลาบาชายลีมิงลาบาเปียซวยดอมิงลาบาซอซอ90ไดมิงลาบาอองหละมิงลาบาเปียตันโตออง1 2 3มิงลาบาเปียแชมเปี้ยนชิพอกงต้องตัดไปบาละครับเนี่ยอกงเนาะจนเราไม่เปล่าหรอกครับเพราะว่าตะชาป่วยเนี่ยปู่ไม้เนี่ยครับแชมเปี้ยนชิพก็จนดีๆลีซยูไนเต็ดเนี่ยแหละยังจี้ไม่ยုံเย้อูบ่เลยเพราะว่าลีซยูไนเต็ดหาไพลมาวอาเกโกโกเป็ดลีก้องลีสุบิเมตะบักบันลีหา73แมตช์จี้เอ่อยังจี้63โกต้วยยาหลอกเด အနေထားကြီးတော့မမြင်နိုင်ဘူးပေါ့ဒါကြောင့် lease အနေနဲ့ Z1 နဲ့လည်းတို့ကဖလားရသွားနိုင်တယ်เนาะအဲ့တော့ဒါကြောင့်အရန်အဲနည်းနည်းလေးလန့်နေပေါ့လေနော်ဒါကြောင့်တခြားပွဲလေးတွေကိုတော့ကျွန်တော်အာရုံစိုက်တာလေချန်ပီယံရှစ်ကတော့ဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့လေနော်နော်နောက်ဆုံး yes ဆိုတဲ့အတွက်လက်ရှိကတော့အမှတ်လိုတဲ့အသင်းချီငင်းတဲ့အသင်းတွေကိုကြည်ပါနော်ဒါဟိုလက်ရှိချီငင်းဆုံးအသင်းကတော့ပိုပြီးအဆင်ပြေလောက်မှာပါနော်ချီငင်းတဲ့ဒါပါဆိုကြီးကနောက်ဆုံးပွဲတွေမှာမှားတတ်တယ်နော်တမင်တကာလည်း ဟိုပြင်းထားတတ်တယ်။ဟိုတချို့ပွဲတွေမှာလည်း fighter တွေကိုတတ်တာတွေရှိတယ်ပေါ့။ဒါကြောင့်အဲနောက်ဆုံးနေ့တွေဟာခြေအရန်ကြီးအလုံးမလုပ်ဘူးပြ။ဒါကြောင့်ခြေပဲခြေနောက်ပဲလိုက်တာကောင်းလိမ့်မယ်ပေါ့လေ။ကျွန်တော်ကတော့ championship ကိုဒီလိုပဲဟိုတုံးတတ်ပါတယ်နော်။ Okay အဲ့တော့ကျွန်တော်တို့ဒါ series A လေးတောင်းပါမယ်။အဲ့တော့ဒါ wise မှာဆော့ကျင်တဲ့ညီကိုနေလည်းကိုဗီရဲ့ promo code ဖြစ်တဲ့ GB777 အသုံးပြုတော့လေ100%ဘောနပ်စ်ရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Wine Smart မြန်မာ Facebook page နဲ့တို့ရဲ့ application သမို့ website link ရဲ့ customer service ကိုလေးနေပြီးတော့လေနောက်ဆက်လေးနိုင်သိလို့ရရင်မေးမြန်းလို့ရပါတယ်โอเคပါအဲ့တော့ဒါကတော့ဒါကျွန်တော်တို့ series live လေးဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့စလိုက်အောင်เนาะ brother akaji မင်္ဂလာပါ sy sky sky mobile မင်္ဂလာပါရင်းဝင်းအောင်မင်္ဂလာပါ bruno အဲ shine ji မင်္ဂလာပါဗျချမ်းမီအောင်မင်္ဂလာပါဗျ brother မျိုးစော်လက်မင်္ဂလာပါကိုဥကိုဟိန်းမင်္ဂလာပါဗျ brother uncle me မင်္ဂလာပါကျော်စင်ဟိန်းမင်္ဂလာပါတက်မောင်ဦးမင်္ဂလာပါယရနာ hello ဟိုယရနာ2မင်္ဂလာပါစုပိုမင်္ဂလာပါ ကိုမင်းမင်္ဂလာပါဗျ။အမ်မောင်ပါဦးမင်္ဂလာပါဗျ။ကိုကြီးမင်္ဂလာပါ။မင်္ဂလာပါ brother ကြီး brother ဇော်ဇော်ဘူးမင်္ဂလာပါ။ဝင်းရွှေမင်္ဂလာပါဗျ။ဝင်းဆွေမင်္ဂလာပါ။မျိုးစော်လက်3 star လေးလောက်ပါအောင်ပါတာပေါ့ brother ကြီးဒီနေ့3 star တွေရှိပါတယ်နော်။ brother ခွန်လွင်ဦးနပိုလီကြိုက်လားပြောမယ် brother ကြီးနော်။နပိုလီကဒီနေ့အခုခု series A ဟိုအထဲမှာပါပါတယ်နော်။အဲ့တော့ကျွန်တော်စလိုက်အောင်နော် brother ချစ်ဆိုးမင်္ဂလာပါဗျ။ဦးမြင့်နိုင်မင်္ဂလာပါ။ထွန်းထွန်းလေးမင်္ဂလာပါ။အာကာကြီးမင်္ဂလာပါ။ရှိုင်းလေးမင်္ဂလာပါ။ဝါဝါခိုင်မင်္ဂလာပါဗျ။ အောင်ရင်းမင်္ဂလာပါကိုမင်းမင်္ဂလာပါဒါဘီမကြိုက်ဘူးလားမကြိုက်ဘူး brother ကြီးเนาะဒါဘီဘွားတော့ကျွန်တော်မကြိုက်ပါဘူးအဓိကလက်ရှိအနေထားအရအပေါ်ကဒီဒီဒီ1 2အော်ဟာဟို1 2ဆိုတော့ဒါ3 2 5ပေါ့လေအော်လက်ရှိဒါ qualify အထွက်ဒါနောက်တစ်ဆင့် Premier League အတွက်ဝင်ဝင်အထွက်စူးစမ်းနေတဲ့အသင်းတွေကိုခြေစွမ်းအငြိမ်ဆုံးအသင်းနိုင်အနောက်ပဲလိုက်တာကောင်းပါတယ်เนาะအဲ့တော့ခြေတွေဒီနေ့မိထားလိုက်ပါအဲ့ Championship ဆော့မယ် brother ကြီးခြေစွမ်းနောက်ပဲလိုက်ပါเนาะဒါဒါလောက်ပဲကျွန်တော်ပြောလို့ရပါเนาะ brother ရင်းလင်းအောင်မင်္ဂလာပါကိုမင်းမင်္ဂလာပါအဲ brother မောင်စိမင်္ဂလာပါတီတီစိမင်္ဂလာပါဝင်းကြိုင်မင်္ဂလာပါဆိုင်းငိမင်္ဂလာပါချစ်ဆိုးမင်္ဂလာပါ ကျော်လေးမင်္ဂလာပါကိုရင်မင်္ဂလာပါကျော်စင်ဦး SCS မင်္ဂလာပါဗျာကဲအဲ့တော့ကျွန်တော်စလိုက်အောင်ဗျာတော့เนาะအဲ့တော့ series A မှာကျွန်တော်တို့အစောဆုံးပွဲကကက်ကလီယာတွေနဲ့ဦးဒီနီပွဲဖြစ်ပါတယ်အဲ့တော့ဒီမှာကအဓိကဦးဒီနီကိုတိရမှာကဒီနေ့ဘက်မှာတိုက်စစ်နှစ်ယောက်လုံးမပါဘူးเนาะလူကာနဲ့တူဗန်နဲ့နှစ်ယောက်လုံးမပါတဲ့အတွက်တိုက်စစ်ကဒီဦးဒီနီနဲ့တေယောအားနေမှာတေယောအားနေတဲ့အတွက်ခံစစ် အသာပေးပြီး base ခံပြီးဆော့ပါလိမ့်မယ်ပထမကြော်တော့ကအိုလီနီအတင်းဟာ level 50ကျုံကြီးကိုအိမ်ခွင်မှာဒူးစီနဲ့အောင်းထားတာဖြစ်ပါတယ်ကျွန်တော်ကြေးလေးပြပေးမယ်โอเคအဲ့တော့ပထမကြော်မှာ level 50ကျုံဒူးစီနဲ့အောင်းထားတဲ့အတွက်ဒီနေ့မှာကက်ကလီယာတွေဘက်က level 50ကျုံပေးရမှာဖြစ်ပါတယ်အဲ့တော့အခုပေးထားတဲ့ကြီးက level 20ဆိုတာဟာမပြင်းဘူးဆိုဆိုပေမဲ့ကက်ကလီယာတွေဘက်က level 20ဆိုတာဟာပေးတဲ့နေကြီးလို့ကျွန်တော်ကယူဆတယ်ပေးရရသည်ကက်ကလီယာရီအင်္ဂါမှာ2023ကုလပိုင်း18နှစ်နေတော့ဒဲကြီးပဲပေးခဲ့တယ်ဈီးဈီးဆိုရရလည်းဖြစ်ပေါ်ခဲ့ပါတယ်အဲ့တော့ တပတ်ကတိုက်စစ်ပိုင်းအားနည်းနေတဲ့ဥရင်းဤအနေနဲ့လက်ရှိကာရန်ဖောင်အရာကလည်းအဝေးဝန်း6ပွဲမှာ5ပွဲ9အောက်ထားတယ်ဆိုတော့လက်ရှိကြီးကနှလုံး20ရှုံးဖြစ်နေတယ်ဥရင်းဤနောက်ဆုံးရှုံးတာကတိုရန်တို2စီရှေ့မှာဂျီနိုအိုကို1စီရှုံးတာတော့ တောက်လျှောက်တော့ရှုံးလာတယ်ပေါ့နော်နောက်ဆုံးနိုင်ပွဲကလက်ချီအသင်းဒဲဂျီဖြစ်ပါတယ်ဇီဝါနဲ့ပွဲပြီးထားတယ်အဲ့တော့ကယ်လီယာရီအနေနဲ့ပထမကြော့ရှုံးကျွေးကိုဒီနေ့ဘက်မှာဆက်နိုင်မလားနှစ်သိန်းစလုံးကတော့လက်ရှိတန်းဆင်းဆောင်နဲ့တော်တော်လေးဝေးကွာနေပြီအဲ့တော့နည်းနည်းနီးစပ်တာကကယ်လီယာရီကဒီတန်းဆင်းဆောင်နဲ့တော့တင်ချာကနန်းအရာအဖြစ်တော့ဖြစ်နိုင်ကြီးတော့ဆင်းနိုင်ကြီးတော့ရှိသေးတယ်ပေါ့လေဒါပေမဲ့လည်းလက်ရှိဗီရိုနာအသင်းကိုတော့မှနိုင်ထားတဲ့အနေအထားမျိုးမှာလက်ချံပွဲတွေလည်းရမှတ်ယူလို့ရသေးတယ်နော်အဲ့တော့ကယ်လီယာရီကလက်ချံပွဲ၄ဘက်မှာနာပိုလီပွဲချက်ရှိတယ်ကိုမိုပွဲချက်ရှိတယ်ဒါပေမဲ့ဗနက်ဆီယာပွဲမှာ၃ဘက်ရအောင်ရနိုင်တယ်ဒီနေ့အူရီနီနဲ့ပွဲ ဲ့နိုင်တော့အကောင်းဆုံးပေါ့လေဒါပေမဲ့ level 20ရှုံးဆိုတဲ့အနေအထားကြောင့်ကျွန်တော်တို့ဒီဘွဲကဦးရီနေအရင်ကြီးဖွင့်ဆော့မဲ့အနေအထားမျိုးမရှိနိုင်ဘူးလို့ယူဆတယ်ကက်ဂလီယာရီကလက်ရှိအင်ကွန်းနောက်ဆုံးကဒါဖီရိုဒီနာတင်ကို1 2နဲ့ရှုံးခဲ့တာပြီးရင်မွန်ဇာကို390ပေါက်မှာ3စီးနဲ့ပွဲပြီးတာကြောင့်အခုဂျေးရ level 20မှာနှလုံး20ရှုံးကတော့ကျွန်တော်ဂိုးအောက်ပဲနေတဲ့နယ်လို့ယူဆပါတယ်ဦးရီနေဂိုးအောက်ဖြစ်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကပါမနဲ့ကိုမိုပွဲဖြစ်ပါတယ် ကိုမွားလည်းပဲ90ရှုံး380ပေါင်းပထမကြောင်းမှာတလုံး90ပေါင်းဝမ်းဝမ်းနဲ့ပွဲပြီးပါတယ်ဒါကြောင့်ဒီဘောကတကယ်ပေးတဲ့နေကြီးကကိုမွားကလည်းပဲ90ရှုံးပေးရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိကိုမွားအသင်းဟာဒီယာဒီမှာတော်တော်လေးခြေစွမ်းကောင်းပါတယ်ဒါပေမဲ့ဥရောပဝင်ဝင်ရလာတဲ့အထီတော့မဟုတ်ခဲ့ဘူးပေါ့လीနော်အဲ့တော့လက်ရှိ52မှတ်နဲ့ပဲသူတို့ဒီယာဒီမှာပြက်ကြံနေခဲ့ပါပြီဒါပေမဲ့လည်းတန်တက်လာတဲ့အသင်းသင်းအနေနဲ့ဒီယာဒီမှာเนาะအဆင့်17လောက်ရောက်နေတဲ့အနေအထားမျိုးကတော်တော်လေး ကောင်းပါလေเนาะအဲ့တော့လက်ရှိလည်းခြေစွမ်းတော်တော်လေးတည်ငြိမ်နေတယ်နောက်ဆုံး၅ပွဲဆက်ရှုံးပွဲလုံးဝမရှိတာဘူးအဲ့တော့ပထမကြောင်မှာတလုံး90ပေါင်းပေးရတဲ့ကြောင်ဒုတိယကြောင်မှာလည်းပဲ90ရှုံးအဝေးဝင်းမှာပေးရမှာအဲ့တော့ပေးတဲ့နယ်ကြီးပဲပေးတာဒါပေမဲ့ပါမအင်ကောင်မှာ၄ချိန်ကိုမုံနဲ့အခံမှုတယ်ထိတဲ့တစ်စုံမှု၄ချိန်မှာကိုမုံကတစ်ချိန်မှတေးတောင်မရဘူးဘူးเนาะပါမကြီးပဲ၄ပွဲလုံးနိုင်မှုတာဖြစ်ပါတယ်နောက်ဆုံးပွဲက2023ပေးရတဲ့ရာသီ series B မှာဒီနှစ်သင်းတွေ့ရတာအဲ့တော့ဒီရာသီမှာတန်းတက်လာတာနှစ်သင်းစလုံးတန်းတက်လာတာမို့လို့အဲ့တော့ series B မှာတော့ပါမအင်ကောင်မှာပါမဘက်ကလည်းပဲတရာရှုံးအထိပေးခဲ့ပြီးတော့2-1နဲ့ပွဲပြီးခဲ့တာဖြစ် ပါတယ်။တမိုင်းတစ်ချောင်းမှာလည်းကိုမိုဟာပါမအင်ခွန်းမှာတခါမှကိုမိုကပြန်ပေးဘူးတာမရှိဘူး။ဒါကြောင့်အခုပေးတဲ့ကြီးက level 50ဆိုတာကိုမိုကြီးပြင်းပါတယ်။ နော်အဲ့တော့ပါမားဟာလက်ရှိနော်ကြောက်စရာကောင်းပါတယ်လက်ရှိပြိုင်ပွဲတော့တောက်လျှောက်ပါနော်နောက်ဆုံးခုနှစ်ပွဲဆက်ရှုံးပွဲလုံးဝမရှိသေးဘူးဒါပေမဲ့တေးပွဲအရင်များနေတယ်နိုင်ပွဲကလည်းဂျူဝင်ကိုတော်မှနိုင်လာတယ်ဆိုတော့လက်ရှိနီးပြလည်းအပြောင်းလဲလုပ်ထားပါတယ်နီးပြပြောင်းပြီးတဲ့ကအခုထိကိုရလက်တွေတောက်လျှောက်ကောင်းလာတယ်အဲဒီမှာဒါကြောင့်ပါမားအင်ကွန်းမှာကိုမနိုင်ဖို့ဆိုတော့တိတ်တော့မဖြစ်နိုင်ဘူးဒါပေမဲ့ဂျီအရာကတော့ level 50ဆိုတဲ့ပမာဏဟာကိုမဟိုရလက်ကောင်းနိုင်တယ်ဗျာကြောက်ကြအောင်ရှုံးနိုင်တဲ့အနေထားမှာမရှိနိုင်ဘူးဒါပေမဲ့ ၃လုံး80ပေါင်းဆိုတဲ့ဂျီဟာကိုမကိုပြရနိုင်တယ်အဲ့တော့ဝမ်ဝမ်တပေါက်တော့အနေနဲ့ကြောက်เสียရရှိတယ်နှစ်သိန်းစလုံးနဲ့တိုက်ဆက်အရန်ကောင်းနေတာကြောင့်เนาะဝမ်ဝမ်မှတပါเนาะအပေါ်ပဲရွေးเสียရရှိတယ်ပေါ့လေเนาะအဲ့တော့ဝမ်ဝမ်ဆိုရင်တော့လည်းမပြောတတ်ဘူးပေါ့ဗျာဒါမှလည်းလက်ရှိဂျီရ၃သန်းမှာဆိုရင်ဒီဘွဲတော့ကျွန်တော် 9ဘောပဲကြိုက်တယ်ဗျာเนาะအဲ့တော့ပါမာ9ဘောဖြစ်ပါတယ်โอเคအဲ့တော့နောက်ပွဲကတော့ဒီနေ့3 star ဘွဲဖြစ်ပါတယ်နာပိုလီနဲ့လက်ချီဘွဲဖြစ်ပါတယ်တလုံးတည်ပါနှလုံး60ရှုံးပါရှင်းပါတယ် B ဘောကြီးရောက်နှစ်ချောင်းနဲ့တစ်ချောင်းဝင်နိုင်ပါတယ်နှစ်ချောင်းလုံးလဲဝင်နိုင်ပါတယ်အဲ့တော့လက်ရှိပြောချင်တာကအင်တာမီလန်လက်ရှိမာတီနက်စ်တိုက်စင်မိုမာတီနက်စ်ကျိုးသွားပြီပေါ့လေเนาะအဲ့တော့လက်ရှိဒီနေ့ဘွဲမှာအာနိုဒိုပဲတေချာပါပွဲထွက်လာမယ်မာကတ်စ်တူရန်လည်းမပါဘူးเนาะကိုရီးယားလည်းပွဲထွက်လာမယ်အနေထားမျိုးမှာ ်အင်တာမီလန်ဟာဗီရိုနာကိုနိုင်ရင်တောင်မှအရင်ကြီးကိုးပြတ်နိုင်မှာမဟုတ်ပါဘူး။အဲ့တော့အခမ်းမသိရင်လက်ရှိတိုက်စစ်မျိုးနဲ့အင်တာမီလန်ဟာဒုတိယချော့ဘာစီလိုနာနဲ့ပွဲမှာလည်းကံအုံးမှာဖြစ်တဲ့အတွက်အင်တာမီလန်ကပိုပရက်ရှာများတယ်။လက်ကျန်ပွဲတွေကိုကြည့်ကြကျွန်တော်ပြောခဲ့ပြီးပါပြီနော်။လက်ကျန်ပွဲတွေမှာတိုရန်နိုအင်ဝင်အင်တာမီလန်ကနည်းနည်းလေးခက်ခဲနိုင်တယ်။နောက်လာဇီယိုအသင်းကိုအင်ဝင်မှာအခမ်းမှာခက်ခဲနိုင်တယ်။နောက်ကိုမိုအင်ဝင်နဲ့တော့ကံအုံးမှာအင်တာအဲ့တော့တစ်ဖက်ကနာပူလီထက်ဆိုင်ချန်ပီယံဖြစ်ဖို့က အင်တာနည်းနည်းအခက်တွေ့နေတဲ့အနေအထားပေါ့လေနော်ဘာစီလိုနာနဲ့ပွဲမှာများနောက်ထပ်တစ်ယောက်ကျိုးသွားခဲ့ရင်တော့မပြောတတ်ဘူးပေါ့အဲ့တော့လက်ရှိနာပိုလီက၄ပွဲကခြောင်တယ်ဗျလက်ချီရှိတယ်ဂျီနိုဝါရှိတယ်ပါမားရှိတယ်ကက်ကလီယာတွေရှိတယ်သေးစားကန်နိုင်ရင်၃မှတ်ပဲယူ ACC ဖလားရမယ်အနေအထားလေးတော့ဖြစ်နေတယ်နော်အော်တော်မီနီတို့လည်းလက်ရှိတော်တော်လေးခြေစွမ်းတက်နေတဲ့အနေအထားမျိုးမှာလက်ရှိကွန်တီရဲ့ပထမဆုံးဒါနော်ဒီနာပိုလီကို ချန်ပီယံဖြစ်အောင်လုပ်ပေးနိုင်မယ်လို့တော့ယူဆတယ်ပထမအကြော့မှာနာပိုလီကတလုံးတရာရှုံးကျွန်တော်တို့ပေးခဲ့တယ်ဝမ်စီနဲ့အင်ဂွန်မှာဒါကြီးတော့ကြာတဲ့ဘောတော့အောင်ခဲ့တယ်ဒါကြောင့်ဒီနေ့မှာတကယ်တမ်းပေးတဲ့ကြီးကဒုတိယအကြော့ဖြစ်တဲ့အတွက်တလုံးတေကြီးပေးရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိလည်းတလုံးတေဝင်ရောမှာပဲတည်ထားတယ်2023မနစ်ကလက်ရှိအင်ဂွန်မှာနာပိုလီပေးခဲ့တဲ့ကြီးကတလုံး90ပေါင်းပဲရှိပါတယ်လေးခုပြန်နဲ့နိုင်ပါတယ်အဲ့ရှိတနှစ်မှာ2023လေးလပိုင်း share နေမှာလက်ရှိအင်ဂွန်မှာပဲတလုံး90ပေါင်းပဲပေးတယ်1 2နဲ့ကြီးအောင်တာဖြစ်ပါတယ်အဲ့တော့လက်ရှိပေးတဲ့တလုံးတေဟာ ်နာပိုလီပဲနေရာမှာဖြစ်ပါတယ်အဲ့တော့လက်ချီကအက်လန်နာအိမ်ကွန်းမှာတည်ကြထားတာနော်ဟိုခြေစွမ်းကောင်းတယ်လို့တော့ယူဆလို့ရတယ်ဒါပေမဲ့အက်လန်နာခြေကလက်ရှိဗျံပရာဖြစ်နေတာပါနော်အက်လန်နာတွားကြည့်လိုက်ပါသူလက်ရှိကာရဖောင်ကဗျံပရာဖြစ်နေတာပါလက်ချီကကိုမိုနောက်ဆုံးအိမ်ကွန်းမှာ၃ခုပြည့်နဲ့ရှုံးတာပါတယ်ဂျူဗင်ယော2-1နဲ့ရှုံးတယ်ဗနက်ဆီယာကိုတည်ကြတယ်ဆိုတော့တခြားလက်ကြည့်စရာမရှိဘူးနော်နာပိုလီ၃မှတ်အေးစေးစေးရမယ်ယူဆပါတယ်နှလုံး60ရှုံး9ပေါင်းကြီးဖြစ်နေတဲ့အတွက်တလုံးတည်ဆိုတဲ့ body ကြီးဟာနာပိုလီဘက်ကပဲ သွင်းကိုမြင်ရမယ့်အနေအထားမျိုးဖြစ်ပါတယ်။နာပိုလီလက်ရှိကန်တဲ့ကာရန်ဖောင်ကြီးကြီးလိုက်။မွန်ဇာကိုတလုံးတရာရှုံးထိပြင်းပြင်းပေးတယ်။ဒါပေမဲ့ဇီးဝါနဲ့ပဲပွဲပြီးတယ်။နောက်ဒုတိယကြော့တိုရိုင်းတို့ကိုတလုံး90ရှုံးပေးတယ်။တိတ်မနေရဲကြတော့ဘူး။ဒါပေမဲ့တူးစီနဲ့အောင်ွားပြန်အောင်ဆိုတော့လက်ရှိအနေအထားမှာဘလိုပဲဖြစ်ဖြစ်လက်ချီလိုအသင်းမျိုးကတော့ဒီနေ့ဘက်မှာနာပိုလီအေးအေးဆေးဆေးနိုင်မယ်လို့ပဲယူဆပါတယ်။နောက်အဲ့တော့လက်ရှိ ဟိုအောက်ကဗနက်ဆီယာအသင်းကိုပေးခဲ့တဲ့နော်ဗနက်ဆီယာအိမ်ကွန်းမှာပေးခဲ့တဲ့နာပိုလီကြီးကိုပြန်ကြည့်ရမယ်ဆိုရင်လည်းနော်ဒီဗနက်ဆီယာအိမ်ကွန်းမှာတလုံးတည်ရေပဲပေးရတယ်နော်ဈေးဈေးနဲ့ပဲပွဲပြီးခဲ့တာကြောင့်လက်ချီအပေါ်ကဒီလက်ချီအသင်းကိုပေးတဲ့ဂျီအနေနဲ့စဉ်းစားမယ်ဆိုတော့နော်ဒီဒီပွဲကသုံးမှတ်တော့အေးဆေးဆေးနာပိုလီယူမယ်လို့ထင်ပါတယ်ဒါကြောင့်ဒီပွဲက3 star တပွဲဖြစ်တဲ့ နာပိုလီပေါ်လီလိရွေးချယ်ထားပါတယ်။ Okay အဲ့တော့နောက်နောက်ထပ်နောက်ဆုံးပွဲကတော့အင်တာမီလန်ပွဲပါ။တလက်စားတဲ့လက်ရှိချန်ပီယံဖြစ်နိုင်တဲ့အင်တာမီလန်ကလက်ရှိဒန်ယန်လူစင်တော်တော်လေးများနေတယ်။တစ်ဖက်မှာလည်းဘာစီလိုနာနဲ့ပွဲမှာပိုပြီးအာယုံဆက်ရမယ့်အနေအထားမျိုးမှာဒီနေ့ပွဲအင်တာကနော်နိုင်ရင်တော့ဂိုးပြတ်နိုင်ဖို့တိတ်တော့မဖြစ်နိုင်ပါဘူး။တစ်ဖက်ကဗီရိုနာအသင်းဟာလက်ရှိအနေအထားအရတော့ဂိုးအောက်တွေပဲအသာပေးကန်တယ်။ခန်းစစ်ပိတ်စောနောက်ဆုံး6ပွဲဆက် under 2.5တွေဖြစ်ထားတယ်။ဒီထဲမှာ ကယ်လီယိုတူးစီနဲ့ရှုံးတယ်ရိုမာ1စီဂျီနိုအိုစီစီတိုရိုင်နိုကို11ဆိုတော့တောက်လျှောက်ကြည့်လိုက်ရင်တော့ရလက်လေးတော့မဆိုးဘူးလေဒါကြောင့်တလုံး90ရှုံးဆိုတဲ့ပမာဏမှာသုံးလုံး90ပေါင်းဖြစ်နေတဲ့အတွက်တကယ်တော့အင်တာမီလန်ဖွင့်ဆောင်မယ်နေတာမရှိပါဘူးเนาะအဲ့တော့အင်တာကလည်းလက်ရှိကာရဖောင်နောက်ဆုံး9ပွဲဆက်နိုင်ဝဲပျောက်လာတယ်ဘိုလုံးညာ1စီနဲ့ရှုံးတယ် AC ကို3စီနဲ့ရှုံးတယ်ရိုမာကို01နဲ့ရှုံးတယ်ဆိုတော့ဒီနေ့ဘက်မှာနှစ်ကိုပြတ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးเนาะအဲ့တော့ပထမကြော့မှာ နော်ဒီဒီနှစ်သိန်းရပထမကျော့ဗီရိုနာအိမ်ခွင်းမှာအင်တာကဝေးဝင်းနေနဲ့ပေးတဲ့ကြီးကတလုံး50ရုံးပေးရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်ပေးတဲ့နေကြီးကနှလုံး50ပေါင်အင်တာမီလန်ကပေးရမှာဖြစ်ပါတယ်ပထမကျော့မှာအဝေးခွင်းတော်မှာတလုံး50ရုံးပေးခဲ့ရင်အခုအိမ်ခွင်းတလုံး50ရုံးဆိုတာမတရားပြော့ပါတယ်အဲ့တော့နိုင်တော်မှာ1စီးလောက်နေပဲနော်ဆူတောင်းပြီးမှပဲနိုင်မဲ့ဂျီလို့တော့မျောလင်းနေဒါကြောင့်ဒီဘက်ကနေရမယ်ဆိုရင်ဗီရိုနာဘော်ဒီမိုက်တယ်ဗီရိုနာ6အောက် ိုမိုက်ပါတယ်เนาะ inter အရင်ကြီးဖွင့်ကံမယ်မထင်ပါဘူးဒါကြောင့်ဒီဝက်လေးတော့ကျွန်တော်မောင်းထဲမှာ inter 9အောက်လေးထည့်ထားပါတယ် okay ဒါတော့ကျွန်တော်ဒါ series a ပွဲချုပ်သုံးသက်ချက်ပြီးပါပြီဆိုတော့ဒါဒီနေ့ဒါ digital brother share brother comment brother တွေကြောက်ချင်းတယ်ကျေးဇူးများဒီမှာတွေကမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျာအခုဒီ live ကိုကျွန်တော်နားလိုက်မယ်ပြီးရင်ဆက်ပြီးတော့ပဲကျွန်တော်ဒါ La Liga live လေးဆက်ပြီးတော့လွှင့်ပြပါမယ် okay အားလုံးပဲ